ဧရာဝတီတိုင်းမှာရွှေရောင်းဆိုင်ချုံနဲ့ရွှေပဒိန်လုပ်ငန်းများပိတ်သိမ်းလာမှုကြောင့်ရွှေရောင်းဝင်ထမ်းများနဲ့ရွှေပဒိန်ပညာရှင်များအလုပ်လက်မဲ့ဖြစ်ပေါ်နေတယ်လို့အရောင်းဝင်ထမ်းများထံမှသိရပါတယ်။ ိုင်ငံရေးအပြောင်းအလဲများနဲ့အတူဖြစ်ပေါ်လာတဲ့ရွှေဈေးမတည်ငြိမ်မှုများစီးပွားရေးကျဆင်းလာမှုများဒေါ်လာဈေးမတည်ငြိမ်မှုများဓာတ်များလူရက်ခံရမှုများများလာခြင်းစတဲ့အကြောင်းမျိုးမျိုးတို့ကြောင့်ရွှေဆိုင်များပိတ်သိမ်းလာကြကောင်းရွှေလုပ်ငန်းကိုမိခိုနေကြတဲ့ရွှေရောင်းဝယ်ထမ်းများနဲ့ရွှေပဒိန်ပညာရှင်များအလုလက်မဲ့ဖြစ်လာတယ်လို့ရွှေရောင်းဝယ်ရေးလုပ်ငန်းရှင်များရဲ့ပြောပြချက်အရသိရပါတယ် နိုင်ငံရေးအကျက်တဲတွေဖြစ်ပြီးနောက်ရွှေဆိုင်အများစုက ရောင်းအားကတော်တော်လေးကိုထိုးကြသွားတော့အခုနှစ်မေလကစလို့ဒီနေ့အထိရွှေဆိုင်လုပ်ငန်းရှင်တွေရွှေအယောင်းဆိုင်ပိုင်ရှင်တွေပါထက်ဖန်းခံရတော့အယောင်းဝယ်မလုပ်ရတော့လို့ဆိုင်တွေပိတ်ကုန်တော့ဆိုင်တွေပိတ်ကုန်တော့ရွှေအယောင်းဝယ်နဲ့ဆက်ဆက်တဲ့လုပ်ငန်းကိုမိခိုနေကြတဲ့သူတွေအလုတ်လက်မဲ့ဖြစ်ကုန်နေတတိုင်းလုံးကရွှေဆိုင်တရာရှိရင်ဆိုင်60လောက်ပိတ်သွားတော့အလုတ်လက်မဲ့နှောင်းကထောင်ချီဖြစ်နေတာပေါ့လို့ပတိန်မြို့ရှိရွှေဆိုင်လုပ်ငန်းရှင်တို့ကပြောပါတယ် ။အီယာဝတီတိုင်းမှာအချို့ရှင်ဆိုင်များဖွင့်ထားတော့လဲအယောင်းဝယ်မရှိသလောက်ဖြစ်နေခြင်းကြောင့်ရွှေအယောင်းဝန်ထမ်းများမထားနိုင်ခြင်းမိသားစုပဲရောင်းချခြင်းအချို့ဆိုင်များကဝန်ထမ်းလျှော့ချခြင်းစားရတဲ့အခြေအနေများကြောင့်ရွှေဆိုင်များကိုမိခိုနေရသူများအခက်အခဲရှိလာတယ်လို့ရွှေဆိုင်အယောင်းဝန်ထမ်းများရဲ့ပြောပြချက်အရသိရပါတယ်။ အမလုပ်ခဲ့တဲ့ရွှေဆိုင်ကအကြောင်းမျိုးမျိုးကြောင့်ယာယီရထားတော့ရက်တီလာတာ18နှစ်တော်ပြီအရင်ကဧကရရဲ့လောက်စာလေးနဲ့မိသားစုစာဝတ်နေရေးကိစ္စတွေကိုဖြည့်ရှင်းနေရတာလေအခုကြတော့အလုပ်ပြုတ်တာတနစ်ကြော်ကြော်လောက်ရှိနေပြီအလုပ်တစ်ကလည်းရှာမတွေ့သေးဘူးပြန်အဆင်ပြေခြင်းနဲ့အရင်လိုအယောင်းဝယ်တွေလွလွလပ်လပ်အဆင်ပြေပြေလုပ်ခြင်းနဲ့အရင်တိုင်းပုံမှန်ခြေနေရောက်ပြီးအဆင်ပြေခြင်းနဲ့လို့ဟင်္ဒရာမျိုးရှိရွှေရောင်းဝင်ထန်းတူကပြောပါတယ် အီယာဝတီတိုင်းမှာနိုင်ငံရေးအပြောင်းလဲဖြစ်ပေါ်ပြီးနောက်ဖြစ်ပေါ်လာတဲ့အကျိုးဆက်များကြောင့်ရွှေအချောထည်လုပ်တဲ့ပဒိန်ပညာရှင်များအတန်းထည်လုပ်တဲ့ပဒိန်ပညာရှင်များအယောင်းဝန်ထမ်းများစည်ရေးဝန်ထမ်းများကျောင်းနဲ့အခြားရွှေလုပ်ငန်းနဲ့ဆက်ဆက်သောလုပ်ငန်းများမှလုပ်ကင်ကြတဲ့ဝန်ထမ်းများမှအလုပ်ပြုတ်သွားသည့်ဖြင့်အ धिक အခက်အခဲအကျက်တဲများဖြစ်ပေါ်လာတယ်လို့သိရပါတယ်။ ဧရာဝတီတိုင်းအတွင်းရွှေဆိုင်အများစုဟာရခိုင်နှစ်များကယခုကဲ့သို့နိုဝင်ဘာလစပားများပေါ်ပေးများပေါ်တဲ့အချိန်မှာအယောင်းဝယ်ကောင်းလေးရှိတော့လေလက်ရှိမှာအယောင်းဝယ်ကျဆင်းနေသေးတယ်လို့သိရပါတယ်။